ခုနှစ်တက်သမ5ဂရမ်ကိုတဲ့ပဲယူနေချင်းဘယ်လောက်ကြမယ်ပေါ့နော်အဲ့တော့ပဲယူတွက်နေတဲ့ရာလေအပုတ်ပေါင်းရာချော်နေပြီဒါပေမဲ့လည်းမလေးလာပြစ်တာလည်းပါတယ်လိုက်ပြီးမလုပ်ပြစ်တာလည်းပါတာပေါ့နော်အဲ့တော့ခုနှစ်တက်သမ5ဂရမ်ကိုပဲယူနေဘယ်လိုတွက်ရလဲဆိုတာကိုတွက်ပြပေးမှဖြစ်ပါတယ်တွက်နေလေးကိုလည်းပြင်ကြည့်ကြမယ်ခုနှစ်တက်သမ5ဂရမ်ကိုဘယ်နှပေးရလဲဆိုစူဇန်ပြပြမယ်အလွယ်ဥဆုံးမှတ်မယ်ဆိုရင်ခုနှစ်တက်သမ5ဂရမ်ပြလို့စူဇန်တို့အနေနဲ့ခက်မှန်းကြီးခုနှစ်ပဲဝန်းကျင်လို့မှတ်လို့ရတာဖြစ်ပါတယ်။ Okay ဒါဆိုရင်ဘယ်လိုတွက်ကြမလဲ။ အဲ့တော့တက်ပြပေးမယ်နော်ခုနှစ်ဒသမ5အစား16ဒသမ6ဒါဘယ်ရရလဲဆိုအိမ်ကရတာစတာနော်ဆက်သွယ်ချက်ဖြစ်ပါတယ်အဲ့တော့ထွက်လိုက်ခါကျတော့3ညဒသမ45ဒီ3ညဒီ3ညချက်ကျက်ကနေပဲဖွဲတော့16နဲ့မြောက်တကြက်မှာ16ပဲရှိတာကိုအဲ့တော့ဒသမ89ဆိုတော့စူဇန်တို့ခုနှစ်ပဲရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ရွေးဖွဲဖို့အတွက်ဒီဒသမ89ကိန်းကနေ3ညဖြစ်ဖို့လို့တော့ခုနှစ်နဲ့ပြန်နှုတ်3ညဖြစ်ပြီဆိုတော့တပဲမှာဘယ်နဲ့ရွေး ၈၈ရွေရှိလို့ရှင်းမြတ်မြအမြောက်လိုက်တော့တိတ္တမ83ဆိုတော့တိတ္တမ6ရွေပေါ့ခုနှစ်ပဲနဲ့တိတ္တမ6ရွေပါအဲ့တော့စုစံခုနှစ်ပဲဝန်းကျင်လို့ပြောမယ်ဆိုရင်တော့မတိမ်မရင်လေးပဲဒါပေမဲ့အမှန်တကယ်ဆိုရင်တော့ခုနှစ်ပဲ2ရွေနီးပါးလောက်တော့ရှိပါတယ်เนาะအဲ့တော့ဒီတွက်နေလေးကိုတကြည့်ပါတကယ်လို့ကိုကနေမှရွှေကိုကျွမ်းကျင်စာတက်တက်ချင်းနဲ့ရွှေလုပ်ငန်းလုပ်ချင်းနဲ့ဘလို့စရမှာမသိဘူးရွှေတွက်နေနေနားမလဲသေးဘူးရွှေတော့ရောင်းချင်းနေဆိုရင်တော့စူဇန်ရဲ့တင်နန်းမှာအလွယ်ကူဆုံးနဲ့ချက်လန်နေနဲ့စောက်ထုံမှုမျိုးလွယ်ကူအောင်တင်ထားပေးတဲ့ အခြေခံအစစ်မြစ် moment ထိဆိုတဲ့ class လေးရှိပါတယ်ဒီ class လေးကကြာတော့ရွှေဝယ်တဲ့သူတွေအတွက်မတင့်တော့ဘူးရွှေလုပ်ငန်းလုပ်တဲ့သူတွေရွှေလုပ်ငန်းနဲ့ငွေအများကြီးရှာကျင်တဲ့လူတွေအရွှေလုပ်ငန်းကိုတားဆီးမြည်ဆက်လက်ဆက်ကမ်းကျင်တဲ့သူတွေအတွက်အရန်ကိုမှ join တင်တဲ့တင်တန်းလေးပါစုစမ်းရတင်တန်းကနောက်လောက်မှဖွင့်တဲ့ခါကျတော့ကိုအနေနဲ့အထူးကျေးဇူးတင်တဲ့ဆိုရင် video screenshot ပြီးတော့မြန်မြန်လာအပ်ပို့လို့ရတယ်နော်နောက်လောက်မှာဆုံကြမယ်ကျေးဇူးပါ